Chelsea vs Barcelona, Napoli vs Quaraba Champions League ပွဲစဉ်သုံးသပ်ချက်ဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါဒီနေ့မှာအကျိုးဆိုပါတယ်ကျွန်တော်နိုင်ဒီပါအဲ့ကျွန်တော်ဒီနေ့ Champion League ပွဲစဉ်ပွဲကောင်းတွေအများကြီးရှိတဲ့အထက်ကမှကျွန်တော်ကညီကိုတော့ပွဲစဉ်နှစ်ပွဲကိုကျွန်တော်တို့ဒါသုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့သုံးသက်ချက်လေးမဆိုင်ခင်မှာကျွန်တော်စီမှာဒီနေ့ဒါ5 star သုံးပွဲကိုမှ2000ချက်သေးနဲ့ဝင်ယူရရှိနိုင်မဲ့ အစီအစဉ်ရှိပါတယ်အဲ့ဒါကိုတော့ကျွန်တော်ရဲ့ဘာဘာနံပါတ်6926 3988ပါကျွန်တော်တို့ညီကိုလာရောက်စုံစမ်းပြီးတော့အားပေးလို့ရပါတယ်အဲ့တော့ Telegram နံပါတ်ကိုတော့ကျွန်တော်ဒါ comment မှာကျွန်တော်ချထားပေးပါမယ်အဲ့ကျွန်တော်တွေပိုးစင်လေးကိုစပြီးတော့အသုံးသလိုက်ရအောင်ပါ Chelsea အိမ်ကွင်း Barcelona အဝေးကွင်းလာရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်လက်ရှိတင်းဖောင်ရကတော့ဒါ Chelsea သည်နောက်ဆုံး5ဝင်းမှာ4ဝင်းနေနိုင်တာပြီးတော့ Champions League မှာ Paraba ကိုတည်ကြထားတဲ့တပွဲသားရှိတယ်အဲ့တော့ဟိုဘာစလိုနာကိုသွားပြီးတော့ကြည့်မယ်ဆိုရင်ဘာစလိုနာဒီနောက်ဆုံး5ဘွဲမှာသူတို့အနေနဲ့ဒါ ်သုံးပွဲနိုင်တဲ့တပွဲတည်တပွဲရှုံးဆိုတဲ့ရလက်မျိုးကိုရရှိထားတယ်အဲ့တော့ဘာစလိုနာကအမှန်တိုင်းပြောရင်ဒီနောက်ပိုင်းမှာနိုင်ငယ်တွေရင်းရိုက်နေတဲ့လက္ခဏာတွေကိုတော့မြင်တွေ့ရပေမဲ့ဒါကလည်းသူတို့ရဲ့ဒီ injury player တွေများနေမှုကြောင့်လို့ပဲကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ကျွန်တော်တို့တောင်းဆန်တိုင်းကျွန်တော်ရဲ့ဒီ technical analysis ဘက်ကိုသွားမယ်ဒီ business နေပိုင်းနေ formation နေနည်းပါပြောမယ်ပေါ့ဗျာဆိုတော့ ချင်းစီကဒါ4231နဲ့ဆော့တယ်4231ကတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ဒါအားလုံးနဲ့ယဉ်နီးပြီးသားဒါ balance formation မျိုးဖြစ်တယ်ဒါ premier league အသင်းတော်တော်များများဒါ modern ball လုံးမှာအသုံးများကြတဲ့ formation မျိုးပေါ့နော်ဆိုတော့တစ်ဖက်က barcelona ကလည်းထုံနေလက်ကောင်းပဲဒါပေမဲ့နှစ်သိန်းလုံးမှာကဒီ barcelona ကကျတော့ drive pass တွေပြီးတဲ့နေရာမှာ direct ပို့ပြီးတော့ဆန်တယ်အဲ့ဒါကကျွန်တော်ဘာလို့အဲ့လိုပြောရသလဲဆိုရင် hansi flick လက်အောက်မှာ hansi flick ဒီ barcelona ကိုတခါတည်းဒီ ုံစံတစ်မျိုးကိုပြောင်းလဲစီတဲ့ vibe မျိုးကိုသူကပေးခဲ့တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဗျာဘာစလုံးသည်ရင်တုံးကကျွန်တော်ညအဲရှီတန်းကိုရောက်ဖို့ဆိုလို့ရှိရင်သူတို့နေတဆင်ရင်းသွားတဲ့ပုံစံမျိုးတွေမှာရှိတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဟန်စစ်ဖလက်ရောက်လာတဲ့နောက်ပိုင်းမှာဒိုင်းရိုက် သွားတဲ့ပုံစံမျိုးပေါ့နော်တိုက်စစ်ကိုတိုက်ရိုက်ပေးလို့ရရင်ပေးတယ်ဖြတ်တင်မို့ပေးလို့ရရင်ပေးတယ်ဆိုတဲ့ပုံစံမျိုးဒီနေရာမှာကျွန်တော်တို့တွေဒါ star point လေးဖြစ်တယ်လက်ရှိမှာကျွန်တော်တို့ဒါ blondie ရောစင်ရင်းလဲဝင်တဲ့လမိုင်းရမဲရဲ့ဒီ story နက်ကယ်ရှုပ်တွေကလည်းနက်ကယ်ရှုပ်တွေကလည်းအတော်လေးကိုမှအရေးပါတယ် traveler pass တွေကလည်းအတော်လေးကိုမှဒါဒီအသင်းတော့အတော်လေးအကျိုးပြုနိုင်တယ်လို့ပြောလို့တော့ရတယ်အဲ့တော့လူတွေကတော့ပြောကြတယ်ဗျလမိုင်းရမယ်ကသူ့ရဲ့အသက်တမ်းမှာဟိုစောနဲ့မဖြစ်တဲ့ညာဖြစ်တယ်ပေါ့ဆိုတော့ဒါတွေက မဆိုင်ဘူးဗျာတိလားမဆိုင်ဘူးဆိုတာကအဲ့လိုမျိုးပြောချင်တာမျိုးမဟုတ်ဘူးဗျာမဆိုင်ဘူးဆိုတာကဒီဒီရွယ်လေးဗျာ16နှစ်လို့အရွယ်မှာသူ့အနေနဲ့ဘာမဆိုရှုပ်ပိုင်ခွင့်ရှိတယ်လှုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့အနေထားပေါ့ဗျာတိရမလားကျွန်တော်တို့ဒီ16နှစ်အရွယ်မှာလည်းအထူးနေလကောင်းပဲသူတို့လိုပဲရှုပ်ရှုပ်ပွေလီခဲ့တဲ့ဒီယောက်ျားလေးတွေကတော့ဒါပုံမှန်ပဲဗျာအဲ့တော့ဒါကြီးကိုသူ့ရဲ့ခြေစွဲနဲ့နှိုင်းရှင်ပြီးပြောနေလို့မရဘူးလမိုင်းရမဲကလက်ရှိချိန်ကြီးကောင်းနေတော့ပဲအဲ့တော့ အားသာချက်တွေအားနည်းချက်တွေကိုပြောမယ်။ချယ်ဆီဘက်ကအားသာချက်ကဘာစလိုနာထက် defensive midfield တွေပိုပြီးတော့ကောင်းတယ်။နော်ကာဆီရိုတို့အန်ဆိုဖာနန်ဒက်တို့ပြီးရင် free chain ကအဲ့ဒီ double tail double back ကိုဝင်ပြီးတော့ဆော့ပေးတဲ့ပုံစံတို့ဒါကပိုပြီးတော့ကောင်းတယ်။ဒါပေမဲ့ဘာစလိုနာမှာကလည်းကောင်းတဲ့အချက်ကဒီလမိုင်းယာမဲတို့ကျွန်တော် rush forward ပဲဆော့ဆော့ဒီနေ့ဆို Rafinha ပြန်ကောင်းပြီဗျာ။ Rafinha ပဲဝင်ပြီးတော့ဆော့ဆော့ဝင်းနေကြဘာစလိုနာရဲ့ဝင်းနေကြကြောက်ရတယ်။ဘာကြောင့်သူတို့ကိုနောက်မှာထောက်ပေးထားတဲ့ Alex Back နဲ့ ဂျူကွန်နေတို့ကလည်းသူတို့နဲ့ဒါလမိုင်းရမယ်ဆိုဂျူကွန်နေနဲ့ဒါသူတို့နဲ့ close ဖြစ်ပြီးသားအဲ့လိုပဲ Elevens ကလည်းကျွန်တော်ရာဖင်ညာဝင်ဆော့မလားဒါသူတို့နေနဲ့ဒါလုံးဝ flexible ပဲဖြစ်ပြီးသား close ဖြစ်ပြီးသားဒီ player တွေပေါ့နော်ဆိုတော့နှစ်သင်းလုံးကကျွန်တော်တွေ short တက်လို့တော့မရဘူးအဲ့တော့ဒီနေရာမှာကျွန်တော်ကကိုနေသလားများသလားဆိုတဲ့ကဏ္ဍကိုကျွန်တော်ရှောက်ပေးပြနော်ကျွန်တော်တို့ဒီသွားနေတဲ့ပုံစံအရတော့ကျွန်တော်ကလက်ရှိတင်းဖောင်ရာ Chelsea နေနဲ့အားသာချက်ဒီအိမ်ကွင်း ်ပရက်ရှာနဲ့ချက်စီအားတာတယ်ပြီးရင်တိုက်စစ်ပိုင်းမှာတော့ဘာစလုနာကအားတာတယ်ဒါဆိုလို့ရှိရင်နှစ်သင်းလုံးဒီဒါမျှကြေတော့ရှိတယ်အဲ့တော့နောက်တန်းမှာစကားသွားပြောပါမယ်နောက်တန်းဒီလက်ရှိမှာအဲနှစ်သင်းလုံးကစန်နာဘတ်ပလေယာတွေကအလောက်ထိကောင်းမနေဘူးကျူပါစီတော့ဘာစလုနာမှာပြန်ပါလာပြီဒါမှလည်းငွေရနှုန်နယ်နေသေးတယ်အဲ့တော့ချက်စီကတော်စင်တော်စင်ကလည်းဒီအဒါတော်စင်အဒါဗီရိုပေါ့နော်ဆိုအဒါဗီရိုကလည်းချင်းလုံးချင်းသိအတော်လေးနှီးတဲ့ကဏ္ဍမှာရှိတယ်အဲ့တော့ ဘာစလိုနာကိုအချိန်မီဂိုးပေးရနိုင်တယ်ချယ်ဆီဒီလည်းအဲ့လိုပဲချယ်ဆီဒီလည်းဘာစလိုနာကိုအချိန်မီဂိုးသိမ်းယူနိုင်တဲ့အနေအထားကိုရှိတယ်ဒါပေမဲ့ကျွန်တော်တို့တမန်ထားတဲ့နှုံးတော့တီကိုရောက်ပါမလားဆိုတာကတော့စိုးရင်စရာတော့ရှိတယ်အဲ့တော့နှစ်သိန်းလုံးကကျွန်တော်တို့ဘာပဲနေနေမြကြီးရှိနေတယ်လို့ထင်တယ်ဗျာသိရမလားအိမ်ဝင်းအားသာချက်ရှိရဆိုပေမဲ့လည်းအဲဘာစလိုနာမှာကလည်းတခြားသောအားသာချက်တွေပြန်ပြီးတော့ရှိနေပြန်တယ်အဲ့တော့ဟိုချယ်ဆီရကွင်းလေကောင်းတယ်ဆိုလို့ရှိရင်ဒါဘာစလိုနာကတိုက်စစ်ကောင်းတယ်အဲ့တော့နောက်တန်းနေတီလည်းမြကြီးရှိတယ် ပြီးတော့နီးပြအရဆိုလို့ရှိလို့ရှိရင်ကျွန်တော်ကတော့ Anso Maras ka နဲ့ Hansi Flick ကလည်း Anso Maras ka ဒီဒါတပွဲတွေကောင်းတယ်ဒါကျွန်တော်တို့ဒါ Club World Cup မှာတွေ့ခဲ့ပြီးပြီအဲ့တော့ Hansi Flick တည်းလည်းနီးပြကောင်းတခုကျွန်တော်ကဒီပွဲစဉ်ကို balance ဖြစ်တယ်လို့ပဲကျွန်တော်မြင်တယ်အဲ့တော့ balance ဖြစ်တဲ့ပွဲဖြစ်တာဖြစ်တဲ့အတွက်ဒါတည်ရကြမယ် Barcelona တို့တည်ရတော့အဝေးကွင်းကနေရလာနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ကျွန်တော် Barcelona ကိုပဲကျွန်တော်စွန့်စားပြီးတော့ရွေးချယ်ပေးကြည့်ချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော် Barcelona ကိုရွေးပါတယ်နောက်တစ်ပွဲပါနောက်တစ်ခုကကျွန်တော် Carabao နဲ့ Napoli ပေါ့နော် Napoli အိမ်ကွင်း Carabao ဝေးကွင်းလာအောင်ရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့ ်နာပိုလီကဘရာဇာတို့ကိုရှေ့ပွဲတွေမှာဒုက္ခပေးရတယ်ဆိုတာကိုတော့ဘရာဇာတို့မမေ့နဲ့ဘောနော်ချန်ပီယံလိနဲ့ပတ်သက်လာရင်အဲ့တော့ဒီနေ့ပွဲမှာရောဒုက္ခဖျက်ပေးလာနိုင်သလားဆိုโอเคပေးနိုင်တာပေါ့ဘာလျှောက်လဲကွာရာဘတ်မှာလူတွေတိတ်ပြီးတော့မတိထားသေးပဲနဲ့တကယ်ကိုမှ so underrated ဖြစ်တဲ့ player တွေအများကြီးပဲရှိတယ်အဲ့ဒါကအရင်တော့ဆိုလို့ရှိရင်ဗျာကွာရာဘတ်ကကွာရာဘတ်ဖွဲ့စည်းထားတဲ့ပုံစံကရှင်းတယ်သူ့ရဲ့ဒီ league ကဒီအစားပိုင်းချန်လိဂါပလေယာတွေကြီးပဲအသင်းက ဖြစ်နေတာဒါပေမဲ့ quarter final ဒီနှစ်နောက်ပိုင်းမှာတောင်အမေရိကက player တွေကိုခေါ်အားဖြည့်ပြီးတော့အသင်းကိုလုံးဝလှပတဲ့ကစားဟန်လှပတဲ့ပုံစံတစ်ခုကိုတိဆောက်ထားတာကိုမြင်ရတယ်အဲ့ဒါက quarter back ကိုကျွန်တော်တို့ short တွက်ထားလို့မရတဲ့အချက်ပဲ Chelsea ကိုအိမ်ကွင်းမှာတည်ကြံသွားတဲ့ပွဲစဉ်ဆိုလို့ရှိရင်လည်း quarter back အတော်လေးကောင်းတယ်အဲ့တော့ရှင်းရှင်းလေးပြ Napoli လက်ရှိလိုလက်ရှိအနေအထားမှာကျွန်တော်တို့ဒါ deformation ဒီနည်းစနစ်နဲ့ထွက်လာမယ်ဆိုတော့ quarterback နီးပြကကြုံပြီးတော့တိတ်ထားပြီဗျအဲ့တော့ ကျူတင်မြင်ဆင်လာမှာပဲဗျာ။ဘာကြောင့်လဲဆိုတော့ quarterback ဒီလေ champion league မှာအမှတ်လိုတာပဲ။ဒီပွဲစဉ်ကိုသူတည်ရခံနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ champion league မှာ round of 60 playoff ကိုသူတို့အနေနဲ့တက်အနေဆုံးတည်ရခံမယ်ဗျာမကန်နိုင်ဘူးဆိုရင်တော့ဘိုးကွာချချက်တွေရှိတဲ့ဒီ table မှာဘိုးနှင်းအောင်အဲ့ value ကိုသူတို့အဲ့ဘိုးနှင်းအောင်လို့သူတို့အဲ့ဟာကို short ချမှာပဲအဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်က Napoli Quarterback ပွဲစဉ်ကကျွန်တော်တော့အများကြီးမစင်စားဘူး Quarterback ချီကိုကျွန်တော်ကြိုက်တယ်ဒါကျွန်တော်ဘာမှမပြောခဲ့ဘူးဗျာ Quarterback ချီကိုကျွန်တော်ကြိုက်တယ်ပြီးရင် ရှိကပြောလို့ဆိုပဲတောင်အမေရိကသားတွေနဲ့စုဖွဲ့ထားတယ်ကစားပုံလာတယ် brother တို့အိတ်ပွဲကိုသွားပြီးတော့ကြည်ကြည်နော်အဲ့တော့ကျွန်တော်ကဒီပွဲစဉ်ကို Quarabat Napoli Napoli Quarabat ပွဲစဉ်ကိုကျွန်တော် Quarabat ကိုပဲကျွန်တော်ရွေးတယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီနေ့မှာရွေးချယ်ပေးခဲ့တာနှစ်ပွဲရှိပါတယ်အဲ့တော့ဒီကိုရီနဲ့ကျွန်တော်ပြောတဲ့ဟာကိုပဲတသမတ်ထိလိုက်ပြီးယုံရမယ်လို့ပြောတာမျိုးတော့မဟုတ်ပါဘူးအဲ့တော့ဒီကိုရီနဲ့အကြိုက်သူမှ like ခဲ့ပါကျွန်တော်အနေနဲ့ကကျွန်တော်ဒီနေ့ဒီနေ့မှာ Barcelona အတူတူ ควอเตอร์บက်ကိုနှစ်သိန်းဒီနှစ်သိန်းကိုကျွန်တော်ယူပါတယ်ခင်ဗျာအဲ့တော့ကောင်းမွန်တော်နေလေးကိုပဲဆန်နေကြပါစေကျွန်တော်ရဲ့သုံးသက်ချက်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and follow လေးလုပ်ခဲ့ပေးဖို့ဒီနေရာနေပြီးတော့ကျွန်တော်ဒီမေတ္တာရက်ခံရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီကလောင်းနေပဲရှင်းသားခွင့်ပြုပါအောင်ခင်ဗျာ